မိဘိုင်းတရားကိုစောင်းမွေးပြီးတော့ပြီဆိုတော့သူကြိုက်တဲ့နှစ်ချက်လေးဝယ်ဖို့အတွက်ဖုန်းဆိုင်ကိုထွက်လာနေရပါအဲ့ဒီအချိန်လမ်းမှာကောင်းကြီးတို့ရောက်နေတဲ့အဖွားတင်ရွှေတရားကိုရုတ်တရက်လဲကျသွားတော့တယ်ဖိုးတူတရားမနဲ့မောလေးလိုမျက်လုံးနှလုံးပွင့်ပြီးအရာကနေနိုးလာတဲ့ကံမှာတော့ရှေ့စောင်းမွေးပြီးတော့ပြီကွာစောင်းမွေးပြီးပြီအဲ့ဒီကိုထောက်အောင်လိုက်တော့ ဖို့သူမိကမိဖို့ခံနေရနေဟဲ့တာဖို့သူဘာရအောင်နေရလဲဆောင်းမွေးပြီးရင်လည်းအမေကိုလာကူလဲဟုတ်ကုမဲပြမေးရဲ့ကုမဲဒလုံးနဲ့ဖို့သူတယောက်အရာကနေထားလိုက်ပြီးသူ့ခန်းထဲမှာရှိတဲ့စာကြည့်စပွဲရဆောင်းဦးတီကိုကြွကြွရဲ့ဒလုံးနဲ့ထည့်နေရော်ရီဖို့သူမိကဟဲ့တာဘာလို့နေရလဲကွဟာအမေကလေဘလာဆောင်းဦးတီကိုတောင်းရောက်စမလို့ဗျပုံလေးတီ မင်းတို့ပါလားဟမ်မင်းတို့မြင်မှုတလို့ပဲငါလဲမင်းတို့သိတလို့ပဲငါပါလို့မင်းတို့နဲ့ရင်းနှီးနေတယ်လို့ခံစားနေရတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့လည်းမသိဘူးဗောတနေ့တော့ဖိုးထုတို့ဖွေကရာဒီယိုတော့ဖို့အတွက်အကြောင်းပြန်လာခဲ့တယ်အကြောင်းကတော့ဖိုးထုရဲ့ဘေးဥသိမ်းကအဲ့ဒီရွာမှာရှိနေတဲ့အမျိုးတယောက်စီမှာ ဆင်းမြင့်သွားယူစီခဲ့တာပါခီးဤထွက်ဖို့စဉ်းသိဖြစ်နေတဲ့ဘူထုတို့အဖွဲ့ကိုဦးသိန်းကတော့စိတ်မချဖြစ်ပြီးတော့တတို့တို့နဲ့မှာနေခဲ့တာပါဒါဘူထုအဖေပြောပြထားတဲ့လမ်းမှတ်မိတယ်ဟုတ်မှတ်မိပါတယ်ဘေးရဲ့ရွာကထွက်ရင်ဘယ်လမ်းကိုရွှေတက်တဲ့သွားလိုက်ရင်ဇီယကြီးတစ်ခုတွေ့မယ်အဲ့ဒီကနေဆက်သွားညနေလောက်ကိုအဖေပြောတဲ့ရွာကိုတွေ့လိမ့်မယ်ရွာနမေကငပြောသီးရွာပါရွာရောက်ရင် ။ဦးလေးမောင်သေရတရားတော်နာနေရတွင်တုံပေါ်တယောက်အင်္ဂိုင်းနေရာနှင့်ငပင်ရပကောင်းကိုရှာလိုက်တယ်။ဟဲ့တုံပေါ်အင်္ဂိုင်းမနေနဲ့ကွာ။ဆရာတော်ကမင်းကိုကြည့်နေတယ်။ဘုဒ္ဓတရားရေကန်နေရရှိကိုရေပုံးတစ်ခုတည်းထည့်နေတော့ရွာထဲမှာပရိပန်းဆိုပြီးအော်ရောင်းနေတဲ့အံကြားလိုက်ရတယ်ပရိပန်းเนี่ย ခဏနေကြရင်ဘုံကြီးကျောင်းထဲမှာပေရတရားတော်နာရှိတယ်ဆိုတော့ဝဲတောင်းပါပြီ။ဒါနဲ့ဘိုးသူလည်းရေဘုံကပြည့်ပုံမှာတင်ပြီးပေရပဲရောင်းခဲ့တဲ့ကိုထမ်းခေါ်လိုက်တယ်။အရှိဘလောက်လဲဗျ။တစည်းမှာ900နေသား။ဟုတ်ကဲ့ဟိုတစည်းပေးပါဗျ။ဒါနဲ့ရှိဟိုဒီပေရပန်းတွေမှာဘာပန်းတွေပါတာလဲ။ဒါနဲ့ဈေးတွေကလည်းဘိုးသူကိုပါရိပန်းတွေအောင်ရှင်းပြတယ်။တနင်္ဂနွေနေ့ကနေစနေနေ့အထိ နေနဲ့ခုနှစ်မျိုးကိုကိုစားပြုတဲ့